မိတ်ဆွေတို့မိန်းမတွေအလုပ်လုပ်တဲ့အခါအိမ်ကိစ္စတွေကိုဘယ်သူလုပ်မလဲဆိုတာစဉ်းစားဘူးကြလားအိမ်နောက်ရှိတဲ့အမျိုးသမီးတွေဟာအိမ်မူကိစ္စတွေနဲ့လုပ်ငန်းခွင်ကိုဘယ်လိုမျိုးချိန်ညှိနေကြရလဲတကယ်တော့အမျိုးသမီးတွေဟာလုပ်ငန်းခွင်မှာယောက်ျားတွေနဲ့တန်းတူအခွင့်အရေးရဖို့အတွက်အိမ်နောက်ရှင်မလိုအပ်မှုဆိုတဲ့ပြဿနာကြီးတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်ဒီပြဿနာကဘလောက်အရေးကြီးလဲဘာကြောင့်ဖြစ်ရတာလဲဖြေရှင်းဖို့ဘာတွေလုပ်နိုင်လဲဆိုတာကိုဒီဗီဒီယိုမှာဆွေးနွေးတော့ပါမယ် ီစာအုပ်ကိုရေးသားတဲ့ Annabel Crapp ဟာ Australia နိုင်ငံကစာရေးဆရာမတစ်ယောက်ဖြစ်ပြီးနိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာအကြောင်းတွေကိုအဓိကထားရေးသားလေးရှိပါတယ်။စာအုပ်ထဲမှာအလုပ်လုပ်တဲ့အမျိုးသမီးတွေဟာအိမ်တော်ရှင်မလို့အမှုဆိုတဲ့အခြေအနေတစ်ခုကိုရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ဒါဟာရေရှည်ဖြစ်နေတဲ့ပြဿနာတစ်ခုဖြစ်ပြီးတိတ်အေးတီယူမလုံဆောင်ကြဘူးလို့သူကထောက်ပြပါတယ်။အမျိုးသမီးတွေဟာအလုပ်နဲ့မိသားစုကိုချိန်ကြီးတဲ့အခါငါ့မှာအိမ်တော်ရှင်မတစ်ယောက်လောက်မြရှိရင်ကောင်းပါပဲလို့ ရေရေမုံမောပြောတတ်ကြပါတယ်။ဒါပေမဲ့ဒီစကားဟာဟာတတတတ်မဟုတ်ပါဘူး။အိမ်မူကိစ္စတွေကိုလောက်ကင်ပေးမဲ့သူတယောက်ရှိခြင်းကအလုံးမှာအောင်မြင်ဖို့အထောက်အကူဖြစ်စေတယ်လို့စာရေးသူကဆိုပါတယ်။အများအားဖြင့်ယောက်ျားတွေကဒီလိုခွင့်ရေးကိုပိုရရပါတယ်။အမျိုးသမီးတွေအလုတ်ခွင်တဲ့ကိုရောက်လာပေမဲ့အိမ်မှာထောက်ပံ့ပေးမဲ့သူမရှိကြပါဘူး။ဒါကြောင့်အိမ်နောက်ရှင်မလိုအပ်မှုဆိုတဲ့အခြေအနေကိုရောက်သွားကြတာပါ။ဒီပြဿနာဟာတူးချင်းစီရဲ့ရွေးချယ်မှုတစ်ခုလေးကြောင့်မဟုတ်ပဲလူမှုအဖွဲ့အစည်းရဲ့မျှော်လင့်ချက်တွေနဲ့ တိဆောက်ပုံတွေကြောင့်ဖြစ်ရတာလို့ဆိုပါတယ်။ကိန်းကနန်းတွေအရအလုတ်လုတ်တဲ့အမျိုးသားတွေရဲ့ခု26ရာခိုင်နှုန်းမှာချိန်ပိုင်းမဲ့အလုတ်လုတ်တဲ့ဒါမှမဟုတ်အလုတ်မလုတ်တဲ့ဇနီးတွေရှိကြပါတယ်။ဒါပေမဲ့အလုတ်လုတ်တဲ့အမျိုးသမီးတွေရဲ့15ရာခိုင်နှုန်းမှာပဲအချိန်ပိုင်းအလုတ်လုတ်တဲ့ဒါမှမဟုတ်အလုတ်မလုတ်တဲ့ခင်ပွန်းတွေရှိကြပါတယ်။ဆိုလိုတာကအလုတ်လုတ်တဲ့ယောက်ျားတွေဟာအိမ်မူကိစ္စကိုအဓိကလုပ်ပေးမဲ့သူရှိဖို့အမျိုးသမီးတွေထံငားစာပို့များပါတယ်။ဒါကြောင့်ယောက်ျားတွေဟာအလုတ်မှာကိုပြီးအာယုံစိုက်နိုင်ကြပါတယ်။ ဒီအချက်ကလုပ်ငန်းခွင်မှာမတူညီတဲ့အားသာချက်တစ်ခုကိုဖန်တီးပေးပါတယ်။အမျိုးသမီးတွေအလုပ်ခွင်တွေကိုဘယ်လိုဝင်ရမလဲဆိုတာကိုအာယုံဆိုင်နေတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ဒါပေမဲ့ယောက်ျားတွေအလုပ်ကနေဘယ်လိုထွက်ရမလဲဆိုတာကိုတိတ်ကြူးမဆိုင်ကြဘူးလို့စာရေးသူကဆိုပါတယ်။တန်းတူညီမျှမှုရဖို့ဆိုရင်ယောက်ျားတွေအလုပ်ကနေလွယ်လွယ်ကူကူထွက်နိုင်ဖို့ကိုလည်းထည့်စင်စားတင်ပါတယ်။စစ်တမ်းတွေအရယောက်ျားများစုဟာအထူးသဖြင့်အဖေတွေဟာအချိန်ပိုလျှော့ကျင်ကြတယ် ါမှမဟုတ်အားလဲရက်တွေပို့ယူခြင်းကြပါတယ်။ဒါပေမဲ့အမျိုးသမီးတွေလောက်တောက်ဆို့ဖို့ဝင်လေးနေကြပါတယ်။ယောက်ျားတွေဟာမိသားစုအပြောင်းလဲတွေရှိရင်တောင်အချိန်ပြည့်အလုပ်လုပ်နေဖို့အားပေးခံရတဲ့အတွက်အိမ်မှာအချိန်အများကြီးမပေးနိုင်ကြပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကအမျိုးသမီးတွေဟာအိမ်အောင်ကြတာနဲ့အလုပ်ကနေထွက်ပေးရမယ်ဆိုတဲ့ဥပဒေတွေရှိခဲ့ပါတယ်။ဥပမာအားဖြင့် Commonwealth Public Service Act ရဲ့ပုံမှန်49အရအမျိုးသမီးတွေဟာအိမ်အောင်ကြတာနဲ့အစိုးရအလုပ်ကနေထွက်ပေးရပါတယ်။ ီဥပဒေဟာ1966ခုနှစ်ထိတည်ရှိခဲ့ပြီးအမျိုးသမီးတွေရဲ့နေရာဟာအိမ်မှာပဲဖြစ်တယ်ဆိုတဲ့အတွေးအမြင်ကိုအားပေးခဲ့ပါတယ်။အဲ့ဒီတုန်းကအိမ်နောင်တဲ့အမျိုးသမီးတွေဟာယောက်ျားတွေဒါမှမဟုတ်တကိုရဲ့အမျိုးသမီးတွေအတွက်အလုပ်နေရာတွေကိုလူယူတယ်လို့ယူဆခဲ့ကြပါတယ်။ဒါအပြင်အိမ်နောင်တဲ့အမျိုးသမီးတွေဟာအိမ်မှုကိစ္စနဲ့အလုပ်ကိုတပြိုင်တည်းထဲမလုပ်နိုင်ဘူးလို့လည်းထင်ခဲ့ကြပါတယ်။ဒီဥပဒေတွေကဇနီးမယားတွေကိုအမျိုးသားအရင်းအမြစ်တစ်ခုအနေနဲ့သတ်မှတ်ခဲ့ပါတယ် မျိုးသားတွေအတွက်အိမ်တော်ပြုခြင်းဟာဝင်ငွေပိုရစေနိုင်ပါတယ်။အကြောင်းရင်းကတော့အောင်မြင်တဲ့ယောက်ျားတွေဟာအိမ်တော်ပြုဖို့အလားအလာပုံများလို့ပါ။ဒါအပြင်အိမ်တော်ဖက်ရဲ့ထောက်ပံ့မှုကြောင့်အလုံးမှာပိုအာရုံစိုက်နိုင်လို့ဖြစ်ပါတယ်။အမျိုးသမီးတွေအတွက်ကလေးမွေးဖွားခြင်းဟာစီးပွားရေးအရာဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ကလေးမရှိတဲ့အမျိုးသမီးတစ်ယောက်ရဲ့တသက်တာဝင်ငွေဟာကလေးမရှိတဲ့ယောက်ျားတစ်ယောက်နဲ့ညီတူညီမျှဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကလေးရှိတဲ့မိခင်တစ်ယောက်ဟာကလေးမရှိတဲ့အမျိုးသမီးတွေရောဖခင်တွေရောထက်ဝင်ငွေနည်းနိုင်ပါတယ်။ သူတည်တနာတွေအရာကလေးရှိတဲ့ယောက်ျားတွေကိုအလုံးမပိုးပြီးတာဝန်ယူတတ်သူလို့မြင်ကြပါတယ်။ဒါကြောင့်ယာရုတိုးဖို့အလားအလာပုံများပါတယ်။ဒါပေမဲ့ကလေးရှိတဲ့အမျိုးသမီးတွေကိုအဲ့ဒီလိုမမြင်ကြပါဘူး။ဒီအမြင်ကဝင်ဝင်မတူညီမှုတွေကိုတိုက်ရိုက်ဖြစ်ပေါ်စေပါတယ်။အမျိုးသမီးတွေဟာအချိန်ပြည့်အလုပ်လုပ်ရင်တောင်အိမ်မှုကိစ္စတွေကိုယောက်ျားတွေထက်နှစ်ဆပိုလုပ်ကြပါတယ်။ OECD နိုင်ငံတွေမှာအမျိုးသမီးတွေဟာယောက်ျားတွေထက်အိမ်မှုကိစ္စတွေကိုပြင်းပြနှစ်ဆပိုလုပ်ကြပါတယ်။ ဩစတြေးလျမှာအမျိုးသမီးတွေဟာတနေ့ကို9နာရီကျော်အိမ်မူကိစ္စတွေလုပ်ကြပြီးယောက်ျားတွေက3နာရီအောက်ပဲလုပ်ကြပါတယ်။ယောက်ျားတွေရဲ့အိမ်မူကိစ္စလုပ်တဲ့အချိန်ဟာအလုပ်ချိန်နဲ့တိတ်မဆိုင်ပါဘူး။အချိန်ပြည့်အလုပ်လုပ်လို့အချိန်ပိုင်းပဲလုပ်လို့15နာရီကနေ20နာရီကြားပဲလုပ်ကြပါတယ်။အမျိုးသမီးတွေရဲ့အိမ်မူကိစ္စလုပ်တဲ့အချိန်ဟာအလုပ်ချိန်နဲ့အများကြီးသက်ဆိုင်ပါတယ်။အလုတ်ချိန်ပိုလို့ရင်အိမ်မူကိစ္စလုပ်တဲ့အချိန်နေတော့ပေမဲ့ယောက်ျားတွေထက်တော့ပိုများနေတော့မှာပဲ ကလေးမွေးဖွားခြင်းဟာအမျိုးသမီးတွေရဲ့အိမ်မှုကိစ္စလုပ်တဲ့အချိန်ကိုတိတိတတ်တာတိုးစေပေမဲ့ယောက်ျားတွေအတွက်တော့တိတ်မပြောင်းလဲပါဘူး။အမျိုးသမီးတွေအများဆုံးလုပ်နေကြတဲ့အိမ်မှုကိစ္စတွေကိုနိုင်ငံရဲ့စီးပွားရေးဆိုင်ရာ တိုင်းတာမှုတွေမှာထည့်မတွက်ပါဘူး။ဒါကြောင့်စီးပွားရေးအရာမမြင်နိုင်ပါဘူး။အိမ်မှုကိစ္စတွေကိုတံမိုးဖြတ်ဖို့ဆိုတာခက်ခဲပါတယ်။အိမ်မှုကိစ္စတွေကိုအစားထိုးဖို့ဘယ်လောက်ကုန်ကြမလဲဆိုတာတွက်ချက်ဖို့ခက်ခဲတယ်လို့အခွင့်အလမ်းကုန်ကြစေနေတယ်။တွက်ချက်မယ်ဆိုရင်လည်းတကယ်တံမိုးကိုထင်ဟပ်နိုင်မှာမဟုတ်ပါဘူး။ အမျိုးသားတွေအိမ်မှုကိစ္စတွေကို လုပ်တဲ့အခါမှာအမားယွင်းတွေလုံမိရင်လူတွေကရင်မောကြပါတယ်။ဒါဟာအိမ်မှုကိစ္စတွေဟာအမျိုးသမီးတွေရဲ့အလုပ်လို့သတ်မှတ်ထားလို့ပါ။ဒါပေမဲ့အမျိုးသမီးတွေကအိမ်မှုကိစ္စတွေကိုကြွကြွညင်ညင် လုပ်နိုင်ရင်တော့ဘယ်သူမှသတိမထားမိကြပါဘူး။ကလေးတွေကိုပြုစုပြောင်းထောင်းတဲ့အခါမှာအမျိုးသားတွေဟာလူမှုရေးနဲ့အလုပ်ခွင့်ဆိုင်ရာခက်ခဲတွေကိုရင်ဆိုင်ရတတ်ပါတယ်။အမျိုးသမီးတွေကမိခင်ဖြစ်လာရင်အလုပ်ချိန်လျှော့တာဒါမှမဟုတ်ခွင့်ယူတာကိုလူတွေကလက်ခံကြပါတယ်။ ဒါပေမဲ့အမျိုးသားတွေကအဲ့ဒီလိုလုပ်ရင်အဆိုးမြင်တဲ့အမြင်တွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ကလေးတွေရှိုံနဲ့ယောက်ျားတွေအလုတ်ကနေထွက်ဖို့လုံလောက်တဲ့အကြောင်းပြချက်မဟုတ်ပါဘူး။အလုတ်ပြုတ်တာဒါမှမဟုတ်မတော်တဆမှုတစ်ခုခုဖြစ်မှအလုတ်ကနေထွက်ကြပါတယ်။အိမ်မှာနေတဲ့အဖေတွေကိုလူတွေကအလုတ်မရလို့နေတာလားဆိုပြီးတန်တရားဝင်တက်ကြပါတယ်။နိုင်ငံရေးမှာဆိုရင်လည်းအမျိုးသမီးတွေဟာအိမ်နောက်ရှိမလို့အမှုဆိုတဲ့အခက်အခဲကိုရင်ဆိုင်ရပါတယ်။ အချိန်အများကြီးပေးရတဲ့နိုင်ငံရေးမှာအင်ကိုထောက်ပံ့ပေးမဲ့သူလိုအပ်ပါတယ်။အရင်တုန်းကဆိုရင်နိုင်ငံရေးသမားယောက်ျားတွေရဲ့ဇနီးတွေကဒီအလုပ်ကိုလုပ်ပေးကြပါတယ်။အမျိုးသားလွတ်တော်အမတ်တွေနဲ့စီးနိတ်တာအမတ်တွေမှာမျိုးသမီးတွေထက်ပြင်းပြကလေးပုံများပါတယ်။အမျိုးသမီးနိုင်ငံရေးသမားတွေဟာယောက်ျားနိုင်ငံရေးသမားတွေထက်ကလေးမရှိဘူးနှစ်ဆပုံများပါတယ်။ကလေးရှိတဲ့အမျိုးသမီးနိုင်ငံရေးသမားတွေကိုဘလို့စီမံခန့်ခွဲလဲဆိုတဲ့မေးခွန်းတွေအမြင်မိကြပါတယ်။ဒါပေမဲ့ကလေးရှိတဲ့ယောက်ျားနိုင်ငံရေးသမားတွေကိုတော့ အဲ့ဒီလိုမေးခွန်းတွေမေးလို့မရှိပါဘူးအမျိုးသမီးတွေဟာယောက်ျားတွေနဲ့တူညီတဲ့အခွင့်အရေးရဖို့ဆိုရင်ယောက်ျားတွေရဲ့နေရာမှာအမျိုးသမီးတွေအမျိုးသမီးတွေရဲ့နေရာမှာယောက်ျားတွေအစားထိုးလုပ်ကင်ခြင်းအဖြစ်လူဖွဲ့စည်းရဲ့ယူဆချက်တွေကိုစိန်ခေါ်တင်ပါတယ်အမျိုးသမီးတွေဝင်ဝေးပူရှာရင်တော့အိမ်မှုကိစ္စတွေကိုဆက်လုပ်နေကြပါတယ်တကယ်လို့ကြာမာတန်းတူညီမျှမှုရခြင်းနဲ့ဆိုရင်ယောက်ျားတွေနဲ့မိန်းမတွေရဲ့အဓိကအကျဆုံးလို့သတ်မှတ်ထားတဲ့အရာတွေကိုစိန်ခေါ်ဖို့လိုပါတယ် ကလေးပြုစုပြိုးထောင်တဲ့အလုပ်ကိုဘယ်သူလုပ်လို့တံမိုးထားရပါမယ်။ဒါအပြင်အမျိုးသားတွေကိုလည်းမိသားစုကိုဦးစားပေးနိုင်တဲ့လွတ်လပ်ခွင့်ကိုအမျိုးသမီးတွေနဲ့တန်းတူပေးသင့်ပါတယ်။မိษွေတို့ရေးဒီစာအုပ်ထဲကအဓိကသင်ခန်းစာတွေကတော့လုပ်ငန်းခွင့်မှာအမျိုးသမီးတွေအတွက်အိမ်ထောင်ရေးနဲ့ကလေးရချင်းရဲ့စီးပွားရေးဆိုင်ရာထိခိုက်မှုတွေအမျိုးသားတွေအနေနဲ့အိမ်မှုကိစ္စနဲ့ကလေးပြုစုပြိုးထောင်ရမှာပါဝင်လာဖို့အရေးကြီးပုံတွေပဲဖြစ်ပါတယ်။ အိမ်တော်ရေးနဲ့မိသားစုဘဝဟာအမျိုးသမီးတွေရဲ့လုပ်ငန်းခွင်မှာဘလို့အခက်အခဲတွေဖြစ်စေလဲဆိုတာကိုသတိပြုမိဖို့လိုပါတယ်။ဒါအပြင်အမျိုးသားတွေအနေနဲ့မိသားစုကိုကိုယ်ချိန်ပေးနိုင်ဖို့အလုပ်ကနေဘလို့ထွက်ခွာနိုင်မလဲဆိုတာကိုလည်းစဉ်းစားသင့်ပါတယ်။အဲ့ဒီလိုလှုပ်ခြင်းအဖြစ်အမျိုးသမီးတွေအတွက်လုပ်ငန်းခွင်မှာတန်းတူခွင့်ရရှိဖို့နဲ့ယောက်ျားလေးတွေအတွက်လည်းပုံမှန်ကောင်းမွန်တဲ့မိသားစုဘဝကိုတည်ဆောက်နိုင်ဖို့မိတ်ဆွေတို့အားတိုက်တွန်းခြင်းပါတယ်။